အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်။အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ခင်ဗျားတို့ကိုနှစ်ခုပြောပြမယ်။ဒါနှစ်ခုကတော့ပထမဆုံးတစ်ခုကတော့ကဘာပူမာတာလက်ရှိနောက်ဆုံး update သတင်းတွေကဘေးဘောလုံးသမားကဒါကျွန်တော်လုခလာစာအများဆုံးနဲ့ဒါဝင်ငွေအများဆုံးလဲဗောနော်။ဒါ highest paid player in the world ပြီးလက်ရှိမှာဒါကျွန်တော်တို့တစ်ဖက်မှာဒါ Premier League မှာရောဘဒူဒီလာစာအများဆုံးရနေလဲဆိုရဲဒါကျွန်တော် top 10 top 5လောက်ပဲကျွန်တော်ပြောပြမယ်ဗောနော်။အဲ့တော့ တို့တဲ့မှာဒါကျွန်တော်တို့လက်ရှိနောက်ဆုံး Forbes Magazine တို့ဒါကျွန်တော်တို့ Al Jazeera တို့ဒါ BBC တို့ရဲ့ဒါအကုန်လုံးပေါင်းခြင်းရဲ့ဒါကျွန်တော်လက်ရှိနောက်ဆုံး update တခုနံပါတ်ကိုဒါကျွန်တော်တို့ရရှိခဲ့တာဖြစ်တယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ top 20မှာဆိုရင်ဒါကျွန်တော်တို့လက်ရှိဒါကမ္ဘာတဝန်းကဒါကျွန်တော်ကစားသမားပါတယ် Saudi ကကစားသမားတွေတော့အများဆုံးပါတယ်ဘောနော်အဲ့တော့ လက်ရှိမှာဒီဒါနဲ့ပတ်သက်ကျွန်တော် idea ရခဲ့တဲ့ Cristiano Ronaldo အနေနဲ့လက်ရှိမှာဒါတည်ကြရတဲ့မဲ့ပေါ်သုံးသမားတစ်ယောက်အနေနဲ့ဘီလီယံနာတစ်ယောက်စပြီးတော့ဖြစ်ခဲ့တယ်ဆိုတဲ့သတင်းပေါ်မူတည်ပြီးတော့ကျွန်တော် idea ရခဲ့တဲ့ဒါကဘာမှဘလောက်တောင်ရလို့ဒါလက်ရှိမှာဘလူတွေသွားလဲဆိုတဲ့ပုံစံမျိုးတွေဒါကျွန်တော်တည်ခဲ့ရတဲ့မှာပါတယ်အဲ့တော့ဒါလက်ရှိမှာဒါလေးနည်းနည်းလေးဆက်ပြီးတော့ပြောအောင်ဒါလေးနည်းနည်းလေးဒီလေးပြောအောင်အဲ့တော့ လက်ရှိမှာဒါကျွန်တော်ကဘာပေါ်မှာဒါကျွန်တော်တို့လက်ရှိလောက်ခလာစားအများဆုံးနဲ့ဒါကျွန်တော်အများဆုံးဒါကျွန်တော်ရနေတဲ့ကစားသမားနံပါတ်20နေရာမှာတော့ဒါကျွန်တော်တို့တစ်ချိန်ကလာစီရွေးကစားသမားဖြစ်တယ်အခုလက်ရှိမှာအယ်ဟီလာကိုပြောင်းသွားခဲ့တဲ့ကျွန်တော်မီလီကန်ကိုဆာဗစ်ပဲဖြစ်ပါတယ်ဆာဗစ်ကလက်ရှိမှာဒါကျွန်တော်တို့တိုတဲတနစ်ကိုဒါကျွန်တော်25သန်းရရှိနေတယ်လို့သိရတယ်မှာပါပါတယ်နံပါတ်19နေရာမှာတော့ဒါကျွန်တော်လက်ရှိအန်ဂိုလိုကန်တီကတော့အယ်အီတီဟက်မှာဒါကျွန်တော်တို့ပြင်သစ်သားတယောက်လေးဒါကျွန်တော်တို့ကျွန်တော်တို့တစ်ချိန်ကဒါ ဘရာကျွန်တော်ဗါလေချက်စီကချက်ကလေးကတော့ကျွန်တော်14သတ်သမအကူတန်15ပဲပေါ့နော်15တန်းနဲ့တူဒါကျွန်တော်တို့19နဲ့20ကတူတူပါပဲကျွန်တော်ခုနပြောတာ20ကလည်းဒါ14သတ်သမ9တန်းဒါကျွန်တော်တို့19ကလည်း14သတ်သမ9တန်းအဲ့တော့ဒါကန်တီးနဲ့ဆာဗစ်ကတော့အတူတူပဲလို့ပြောလို့ရနေထားမှရှိတယ်သူ့ပေါ်မှာရောက်ရှိနေတာကတော့ဒါလက်ရှိဘာစလိုနာရဲ့ကွင်းလေကစားသမားဖြစ်တဲ့ဒါကျွန်တော်နယ်သာလန်သားလည်းဖြစ်တဲ့လက်ရှိမှာလည်းစာချုပ်အစ်ကိုချုပ်ဆိုဖို့အတွက်တော်တော်လေးကိုဒါကျွန်တော်အခြေအနေကောင်းနေတဲ့ဒါ Frankie De Jong ဖြစ်ပါတယ် Frankie De Jong ကလက်ရှိမှာဒါကျွန်တော်တို့အလုံးပေါင်း15သတ်သမ9တန်းရရှိတယ်လို့သိရတယ်မှာပါကျွန်တော်ထင်တာက ကတနစ်စာထင်တယ်ဟုတ်တယ်ဒါတနစ်စာထင်တယ်သူတို့တနစ်စာနောက်ဆုံးရဆိုတာတနစ်စာဟုတ်တယ်ကျွန်တော်ထင်တယ်15.5သန်းဒါ15.5သန်းတော့ကျွန်တော်ရရှိနံပါတ်16နေရာမှာဒါဒီကြောင်းက15.5သန်းတော့ကျွန်တော်ရရှိတာတွေ့ရတယ်မှာပါတယ်နံပါတ်18နေရာမှာဂျမဲမူစီယဲလာအသက်ရွယ်နေမလိုက်ဒါကျွန်တော်တော်တော်လေးကိုချေစွမ်းကအခုလက်ရှိမှာဒယန်နဲ့နားနေရတယ်မူစီယဲလာကလက်ရှိမှာဒါကျွန်တော်တို့16.8သန်းနဲ့ပေါင်ရရှိတယ်လို့သိရတယ်မှာပါတယ်တော်တော်လေးကိုမြင့်မားနေလားဆိုတော့အသက်ရွယ်နေမလိုက်လူငယ်တွေများရတယ်ကိုယ်ပြအားကြဖို့ခေါင်းနေမို့တော့ နံပါတ်16နေရာမှာလက်ရှိမှာပူပူလောလောတော်တော်လေးကိုဒါကျွန်တော်ခြေစွမ်းနေပြနေတဲ့လမင်းရမယ်။လမင်းရမယ်နှစ်ခုလက်ရှိမှာဘာဆိုနာရဲ့ contract အသစ်မှာ18.68 million တာပေါင်ရရှိမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။တစ်နှစ်လုံးစာကိုအသက်ရွယ်နဲ့မလိုက်တော်တော်လေးကိုမြင်မာတယ်လာစားလို့လည်းပြောလို့ရတယ်မှာပါတယ်။ဒါလက်ရှိပြနေတဲ့ခြေစွမ်းရဆိုရင်ဘူစီယဲလာနဲ့လမင်းရမယ်တို့နေရာဒီနေရာဘာလို့ရောက်နေလဲဆိုတော့ကိုတော့သိပြီးတော့ငင်းဖွားစရာမရှိဘူးလို့ကျွန်တော်နေမြင်တယ်။လက်ရှိကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ဒီ နောက်ပိုင်းထွက်တဲ့လူငယ်တွေမှာအကောင်းဆုံးသော Charlie တယောက်အနေနဲ့ဒီနေရာမှာရောက်နေတာကတော့သိပ်ပြီး surprising ဖြစ်စရာမကောင်းဘူးလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်။နံပါတ်15နေရာမှာလက်လက်ရှိမှာ Saudi ရဲ့နောက်ထပ်ကစားသမားတယောက်ဖြစ်ပြီး Brentford ကပြောင်းသွားခဲ့တဲ့ Ivan Toney ဖြစ်တယ်။ Ivan Toney ကလက်ရှိမှာ Harley မှာတနစ်လောက်ခလာစား၁၉တက်သမား33သန်းရနေတယ်လို့သိရတယ်မှာပါတယ်။သူကနံပါတ်15နေရာမှာပေါ့နော်။အဲဆရာကြီးကဒီကောက်တော့လောင်းစားလို့ဆရာမလို့တော့ဘူးပေါ့နော်။ချမ်းသာဝါးကြီးပေါ့။တခါကြရလောင်းစားရတာကျွန်တော်တို့အဲ့လိုလောက်တာမဟုတ်တချို့ကြ addiction ပေါ့နော်။ဒါကြီးကိုစွဲလန်းနေပတ်စံရလောက်တာမဟုတ်ပြတချို့ကြလည်းက ိုက်လို့ကိုလုံနေတဲ့လူတွေရှိအဲ့ဒါကဆွဲလန်းမှုပေါ့နော်အဲမကောင်းဆရာသမားတို့တတိထားကြပါအဲ့ဒါကျွန်တော်များကျွန်တော်ပြောချင်တာပါနံပါတ်၁၄နေရာမှာတချိန်က Chelsea သင်းရဲ့ကစားသမားဖြစ်လို့ Napoli ရဲ့ကစားသမားဟောင်းဖြစ်ခဲ့တဲ့ခံစစ်ကစားသမားဖြစ်တဲ့ Koulibaly ရဲ့ Hiller မှာဒါကျွန်တော်20.85သန်းနဲ့တနည်းလောက်ကရရှိနေတယ်လို့သိရတယ်မှာပါပါတယ်နံပါတ်၃နေရာမှာလက်ရှိ Real Madrid အသင်းမှာဒါကျွန်တော်ပူပူလောလောဒါကျွန်တော်ပြောင်းသွားခဲ့တယ် Liverpool သင်းကပူပူလောလောပြောင်းသွားခဲ့တယ် Alexander Arnold ကတော့21.95သန်းနဲ့နံပါတ်၃နေရာမှာရပ်တည်နေတယ်လို့သိရတယ်မှာပါ ါတယ်။ Liverpool ပြည်သက်တွေနဲ့လက်ရှိမှာငွေလိုချင်တို့ပြောင်းသွားတာလို့မဟုတ်ဘူးဆိုတာပေမဲ့လက်ရှိမှာဒါ Alexander Arnold ရဲ့လောက်ခလာစားကလည်းတကယ်ကိုဒါကျွန်တော်တို့ကျောက်ကမဲလီလီလို့ပြောရတယ်။ဒါပေမဲ့လက်ရှိမှာလက်ဆန်းအာနုကဒါကျွန်တော်တို့ရီယယ်မက်ဒရစ်တင်းနေတာအန်ဝင်ဂွန်ဂျာတိတ်တော်မဖြစ်သေးဘူး။ဒါပရိသတ်တွေရဲ့လက်ရှိဝေဖန်မှုကလည်းတော်တော်လေးကိုခံနေရတဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်။သူနေရာမှာလက်ရှိမှာကာဗာဂျေပြန်ဆော့တာတော့ပူကောင်းနေဆိုပြီးရီယယ်မက်ဒရစ်ဘက်ကနေပြောတာ တတ်မှတ်တယ်အဲ့တော့လူကာမိုတွေ့လို့ပဲဒါတစ်ချိန်ကဒါကျွန်တော်တို့တနစ်တာအကောင်အစိုးရအဆုံးဒါဒါကစားသမားအနေထားကနေပေါ့တနစ်တာအကောင်ကစားသမားတစ်ခုကိုပြန်ပြီးတော့ပြောင်းလဲသွားနိုင်မလား အာနုနဲ့အသက်ကငယ်လေးရှိပါသေးတယ်အဲ့တော့ဒါမဲ့သူရနေတဲ့လာစာနဲ့ဆိုရင်တကယ်ကို push လုပ်ပြမယ်အခြေအနေတခုလို့မြင်တယ်နံပါတ်7နေရာမှာတော့လက်ရှိ Jubilee ဖြစ်ပါတယ် Jubilee ကလက်ရှိဒါကျွန်တော် Real Madrid မှာတနည်းလောက်ခလာစာ22.4ဒသမရရှိတယ်လို့လည်းသိရတယ်မှာပါပါတယ် Jubilee နေနဲ့ဒါကျွန်တော်တို့ Real Madrid မှာတော်တော်လောက်ခလာစာမြင်နေနေထားမှာရှိပါတယ်နံပါတ်7နေရာမှာလက်ရှိမှာဒါကျွန်တော်တို့အင်္ဂလန်ရဲ့ဒါတိုက်စစ်မှုပြောရကျွန်တော်တို့ရဲ့တိုက်စစ်မှုဟောင်းပြောလို့ရတော့ Premier League ရဲ့ဒါကျွန်တော်တို့ ဂရုတရဂိုးသွေးအများဆုံးလည်းဖြစ်လို့လက်ရှိမှာဒါကျွန်တော်တို့ဘိုင်ယန်မြူးနစ်မှာဂိုးတွေတောက်လျှောက်တွင်းနေတဲ့ဟယ်ရီကိန်းပါဟယ်ရီကိန်းနဲ့ဒါတာနစ်လောက်ခလာစားဒါကျွန်တော်တို့ပေါင်23တန်းရရှိတယ်လို့လည်းသိရတယ်မှာပါပါတယ်တော်တော်လေးကိုမြင်မာတဲ့လစားတခုဖြစ်ပါတယ်လို့ပြောလို့ရတယ်မှာပါဒါကြောင့်မို့လို့ဘိုင်ယန်မြူးနစ်ကိုပြောင်းသွားတာသိပြီးတော့မထူးဆန်းဘူးလို့ပြောလို့ရနေထားမှာရှိပါတယ်နံပါတ်10နံပါတ်1 2တန်းဝင်လာနံပါတ်10နေရာမှာလက်ရှိမှာစာချုပ်တစ်ကိုပူပူလောလောချုပ်ထားတဲ့မိုဟာမက်ဆာလာမိုဟာမက်ဆာလာနဲ့အခုလက်ရှိမှာလီဗာပူးအသင်းနဲ့တူစာချုပ်တစ်ကိုချုပ်ထားခဲ့ပြီးတော့ဒီစာချုပ်တစ်ရဲ့ဒါကျွန်တော်ဖီးချောင်းမို့လီဗာပူးအသင်းမှာတော့ 24.8တန်းနဲ့တူနံပါတ်10နေရာမှာမိုဟာမက်ဆာလာကရပ်တည်နေတာတွေ့ရမယ်။နံပါတ်9နေရာမှာဒါရောဘတ်လီဝန်ဒေါစကီဒါကျတော့လက်ရှိဘာစလိုနာသင်းရဲ့တိုက်စင်မှုဖြစ်ပြီးတော့ဒါလက်ရှိမှာခြေစွမ်းရနေနေလေးဝေဘန်နေရတာဖြစ်ပြီးတော့လက်ရှိရောဘတ်လီဝန်ဒေါစကီကတော့ဒါဘာစလိုနာသင်းမှာတနည်းလုခလာတာ28.46တန်းရရှိတယ်လို့လည်းသိရတယ်တော့မှာပါတယ်။အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့ဒီနံပါတ်9အထိကတော့ကျွန်တော် off the fee သိပ်မပါဘူး။ဒါကျွန်တော် off the fee ရရတာနေတယ်တော့မှာပါ။ဒါပေမဲ့ နံပါတ်128မှာတော့ကျွန်တော် Ford Magazine က Off the Feet တော်တော်များများရတဲ့ကစားသမားဆိုသူတို့ဘက်ကတတ်မှတ်ထား Off the Feet ကတော့ကျွန်တော်တို့ Queen ကြီးပဲရတာမဟုတ်ဘဲနဲ့ဒါကျွန်တော် Queen ပြင်ကြီးပါပေးရတဲ့အနေထားရှိတဲ့ဥစားရှိဥမာဒါတချို့ကြတာဗျာဒါဒီနေရာမှာ Haaland တို့ Neymar တို့ဒါ Vini တို့ကြတာဆိုအသင်းနဲ့ဒါကျွန်တော်တို့ရုတ်တန့်တို့တို့ရဲ့ဒါရုတ်ပုံအသုံးပြုခွင့်မှာတို့ပြန်ပြီး right ကိုညှိထားနေတာမှရှိတယ်ဒီ channel ကစားသမားတော်တော်များများဒါတို့ရုပ်ပုံရုတ်တုံရုပ်ပုံအသုံးပြုခွင့်မှာတရားခိုင်လို့ပေးထားကစားသမားတွေရှိတယ်တချို့ကြတာ percentage နည်းနည်းပဲပေးထားကစားသမားရှိတယ်ပြီးခင်ဗျားတို့ဒါတနေ့ထပ်ပြောပြပါဘောတော့ လက်ရှိမှာနံပါတ်၈နေရာမှာတော့ဆာရီယိုမာနီအောင်နာဆာရဲ့ဒါကျွန်တော်တောင်မန်ကစားသမားဖြစ်လို့ဘိုင်ယန်မြူးနစ်အသင်းကနေပြီးတော့ပြောင်းသွားခဲ့တယ်ဒါဆာရီယိုမာနီအချိန်ကလီဗာပူးအသင်းနဲ့တကယ်ကိုလမ်းပြန်ထွက်နေတယ်အဲ့တော့ တနစ်လောက်ခလာတာကြောက်ခမဲလီလီဒါကျွန်တော်ပေါင်တန်း40သမာလီလီတန်ရရှိသွားပြီလို့ပြောလို့ရမယ်တော့ပါတယ်။မာနီလိုလူတွက်ကဒါကျွန်တော်ဒီလိုပတ်ဆံရရဆိုတော့ကောင်းတယ်လို့မြင်တယ်။သူနေတဲ့သူ့ရဲ့ဒါကျွန်တော်မျိုးဖြစ်တဲ့ဒါစီနီကောမှာအမြဲတမ်းလို့သူ့ရဲ့နိုင်ငံကိုအမြဲတမ်းပြန်ပြန်ကြည့်နေတာနိုင်ငံသားတယောက်နဲ့အင်မတန်မှကောင်းတယ်မြင်တယ်။သူလက်ရှိမှာကြောင်းနေဆောက်ပေးထားတယ်လည်းမနှဲဘူးလို့ပြောလို့ရတယ်ဒီဒါတစ်ခုမှရှိတယ်လို့ပဲပြောပြစေ။နံပါတ်9နေရာမှာဒါ Vinicius Junior Vinicius Junior နဲ့အခုလက်ရှိမှာ41သမာ19သက်ဒါကျွန်တော်ရရှိပြီးတော့နံပါတ်9နေရာမှာယက်တီနေတယ်လို့သိရတယ်မှာပါပါတယ်။နံပါတ် 6နေရာမှာတော့ဒါကျွန်တော် Premier League ရဲ့တိုက်စင်မှုဖြစ်တဲ့လက်ရှိမှာဒါဂိုးတွေတိုင်းတိုင်းတွင်းနေတဲ့ Erling Haaland ပေါ့ Erling Haaland ကလက်ရှိမှာ46.3တန်းဒါကျွန်တော်ပေါင်နဲ့ရရှိရလို့သိရတယ်မှာအဲသူကနံပါတ်6နေရာမှာယက်တည်နေတယ်နံပါတ်9နေရာမှာ Erling Haaland ပြီးရင်တော့ဒါကျွန်တော် Neymar Neymar နေတဲ့ Santos မှာဆော့နေခဲ့ပြီးမဲ့သူ့ရဲ့ rights ကြီးကြောင့်မို့သူ့ရဲ့ဒါလုတ်သူ့ရဲ့ဒါကျွန်တော်ရုပ်ပုံသုံးပြခွင့်ဘာညာအနေထားကြောင့်မို့လက်ရှိမှာ Neymar ကတော့56.3နှစ်တန်းတဲ့သူနံပါတ်9နေရာမှာဆက်လက်ပြီးတော့ပြေးနေစေဖြစ်ပါတယ်။ Santos မှာသွားဆော့နေဆိုရင်အတင်သွားသိလို့တော့မရဘူး။နံပါတ်6နေရာမှာဒါ Kylian အမ်ပါပီကီလီယန်အမ်ပါပီက69.4တန်နဲ့အတူလက်ရှိမှာနံပါတ်၄နေရာမှာဒါရက်တည်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ် ချောက်ကမဲလီလီပဲအဲ့တော့ဒါလည်းကျွန်တော်လက်ရှိမှာကီလီယန်အမ်ဘာပေကို PVS က text နဲ့ပတ်သက်ပြီးဒါစပိန်ကိုအများကြီးပြောပြထားတာရှိသေးတယ်။နံပါတ်3နေရာမှာလက်ရှိဒါကျွန်တော်တစ်ချိန်ကဒါဘလွန်ဒီရောဒါကျွန်တော်စုရသွားခဲ့တိုက်စစ်မှုကြီးဖြစ်တဲ့ကာရင်ဘန်ဇီမာအော်အီတီဟတ်မှာပြင်သစ်စီမှာတစ်နှစ်ကို89.6တမ6တန်တီတီရရှိတယ်လို့သိရတယ်မှာပါတယ်။ကြောက်စရာနံပါတ်တွေပါ။နံပါတ်1နေရာမှာဒါကျွန်တော်တို့ဂုတ်ကြီးတွေက2ယောက်တက်ကတစ်ယောက်ဖြစ်တဲ့ဒါကျွန်တော်တို့လီယိုနယ်မက်ဆီလီယိုနယ်မက်ဆီကလက်ရှိမှာအင်တာမိုင်ယာမီမှာ103.1တမ6နှစ်တန်တစ်နှစ်ကို100ကျော်ရရှိနေတယ်လို့လည်းသိရ ရတယ်မှာပါပါတယ်နံပါတ်1မှာတော့လုံးဝပြောစရာမလိုတဲ့ခရစ်စတီယာနိုရော်နယ်ဒိုလက်ရှိမှာမပူပူလောလောကစားဘောလုံးသမားတစ်ယောက်အနေနဲ့ဘီလီယံနာဖြစ်လာခဲ့တဲ့ခရစ်စတီယာနိုရော်နယ်ဒိုကတစ်နှစ်မှာတိုတယ်အလုံးပေါင်း205တသမာ6ခွန်တန်းနေသူဒါကျွန်တော်လက်ရှိဘောလုံးသမားတွေမှာလုခလာစားအမြင့်ဆုံးကစားသမားအနေနဲ့ဆက်လက်ပြီးတော့ဒါကျွန်တော်တောက်ရှောက်ရက်ဒီခဲ့တာကိုဆက်လက်ပြီးတွားနေခဲ့တာဖြစ်ပါတယ်အဲ့ဒါကလက်ရှိမှာကဘာပေါ်မှာအများဆုံးလုခလာစားဖြစ်တယ်အဲ့တော့ပရီးမီးယားလိရဲ့ top ဒါ5ကိုနည်းနည်းကြည့်အောင်ပရီးမီးယားလိ top 5မှာကတော့ဘယ်လိုပဲလက်ရှိမှာဘယ်ကစားသမားတွေပါမလဲအဲ့လက်ရှိမှာ top 5ထဲမှာတော့ဒါကျွန်တော်တို့ Raheem Sterling ကတော့ ံပါတ်9နဲ့မှရှိတယ်။လက်ရှိ Chelsea အသင်းမှာအသင်းကနေပါထုတ်ဖို့အတွက်ကြံစီနေပြီးတွားနေတဲ့တော့မှပါတယ်။ Raheem Sterling ကလက်ရှိမှာတပတ်လောက်ခါလာစာ3,250,000နဲ့နံပါတ်9နဲ့ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။နံပါတ်6နဲ့မှာပူပူလောလောစာချုပ်အစ်ကိုချုပ်ဆိုခဲ့တဲ့ Virgil van Dijk ဖြစ်ပါတယ်။ Virgil van Dijk ကလက်ရှိစာချုပ်အစ်ကြောင့်သူ့နဲ့တပတ်လောက်ခါလာစာ3သိန်းခွဲထိတိုးသွားပြီးတော့ Premier League ရဲ့နံပါတ်6နေရာမှာဒါလောက်ခါလာစာအများဆုံးကစားသမားနဲ့တွားနေတာဖြစ်ပါတယ်။နံပါတ်3နေရာက Casemiro ပဲဖြစ်ပါတယ်။ Casemiro ကလည်းပဲလောက်ခလာစာ3သိန်းခွဲဖြစ်ပြီး United အသင်းရဲ့လောက်ခလာစာအမ များဆုံးသောကစားသမားအနေနဲ့ဆက်ဆက်ပြီးတွားနေဖြစ်ပါတယ်အခုလက်ရှိမှာစာချုပ်အသစ်ကြောင့်မို့နံပါတ်1နေရာရောက်ရှိခဲ့တာကတော့မိုဟာမက်ဆာလာခုနကဒါကျွန်တော် list မှာလည်းပါခဲ့လို့ဒီ list မှာလည်းထပ်ပြီးပါလာခဲ့တာတော့မိုဆာလာဖြစ်ပါတယ်မိုဆာလာရဲ့လာကျွန်တော်မနစ်ကချုပ်ခဲ့တဲ့စာချုပ်ကတပတ်လောက်က၄သိန်းတိရရှိမှာဖြစ်ပြီးတော့ဒီကစားသမားအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ ပရီးမီးယားလိရဲ့ဒုတိယဒါကျွန်တော်တို့လက်ရှိမှာလုခလာစာအများဆုံးဖြစ်ပါတယ်ဒီတရားရှိဒီ list ထဲမှာဒါမှမတွေ့နေတဲ့လူတယောက်ရှိအဲ့ဒါကေဗင်ဒဘရိုင်းနာပဲကေဗင်ဒဘရိုင်းနာလက်ရှိမှာနပိုလီကိုပြောင်းရွှေ့သွားပြီးတော့ဒီ list ထဲမှာမပါတော့တာဖြစ်တယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်နံပါတ်1နေရာမှာတော့ Erling Haaland ဒါကျွန်တော်တပတ်လုခလာစာ9သိန်း2500ရရှိပြီးတော့ bonus ပါညာပေါ့မစတပတ်လုခလာစာ9သိန်းခွဲထိတက်သွားနိုင်တဲ့ဒီတရားရှိပါဒါပေမဲ့သူ့ရဲ့ base လာစာကိုတန်းကလက်ရှိမှာပရီးမီးယားလိမှာလုခလာစာအများဆုံးတော့နံပါတ်1နေရာမှာ Erling Haaland ကတောက်လျှောက်ယူထားစေဖြစ်ပါတယ် လင်ဟာလန်တက်လက်ရှိမှာပူပေးရမယ့်ကစားသမားတော့အများကြီးအများကြီးမတွေ့ရသေးဘူးလို့ပြောလို့ရမယ်တော့ပါတယ်လက်ရှိ top 10ထဲမှာဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားပါတယ်ဒါကျွန်တော်တို့ဒါနံပါတ်9နေရာမှာမဟုတ်ဘဲနံပါတ်6နေရာမှာ Bruno Fernandes တပတ်လုက3သိန်း Bernardo Silva တပတ်လုက3သိန်းဒါကျွန်တော်လုံးဝမထင်မှတ်တာမာမွတ်ပဲမာမွတ်ပဲလက်ရှိလုက္ခလာသာ2သိန်း9500ဒါကျွန်တော်တို့ Kai Havertz က2သိန်း8000ဒါကျွန်တော်အနေနဲ့ပြောရမယ်စာလီဘာရဲ့လုက္ခလာသာအတိတ်ကိုတို့မသိလို့ဒီထဲမှာမထည့်တာကျွန်တော်ထင်တယ်စာလီဘာလုက္ခလာစာလီဘာလုက္ခလာ2သိန်းခွဲဆိုတော့2သိန်းခွဲကအောက်မှာပဲသွားမှာပဲဟုတ်တယ် ပါတယ်ပါတယ်အသက်သိန်းခွဲပါတယ်အဲ့တော့ဒါရှိမှဒါကျွန်တော်တင်တဲ့စာကာပါပြီးဆိုစာကာက3သိန်းနဲ့ကျွန်တော်တို့ဒါဘနာဘရူနိုဖာနန်ဒက်စ်နဲ့ဆေးဗာရဲ့ဂျားထဲမှာသွားမယ်ထင်တယ်အဲ့လိုပြောဒါကျွန်တော်တို့လက်ရှိမှာအီဆက်ကလည်းသူ့ရဲ့လုခလက်စားခုန်တက်သွားပြီးနောက်သိန်းရှိတောင်းဖြစ်တယ်လက်ရှိမှာဒါအာစနိုဘက်ကဘာလို့ဂေဘရီယိုဂျီဇုစ်ကိုအသေးထုတ်ဖို့ကြိုးစားနေလဲဆိုတော့ဂေဘရီယိုဂျီဇုစ်ကလက်ရှိမှာတပတ်လုခလက်စားနောက်သိန်း6တောင်းခွဲထိပေးထားလို့ဒါအာစနိုဘက်ကအဓိကဒီကစားသမားကိုထုတ်ဖို့အတွက်အဓိကကြိုးစားနေတယ်လို့လည်းပြောလို့ရမယ်ဒီမှာပါပါတယ်ဒါတော့ပါပဲဘလုံးပွဲလေးကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါ့ကွန်ဂျူလူ ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတမာရဲ့ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့စုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြွတမာရဲ့မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်။တေးပါပါ။